မြန်မာနိုင်ငံမှာကဒီຫນွေဥတော်လှန်ရေးဖြစ်နေတဲ့ကာလပေါ့เนาะအဲ့တော့ဒါအဲ့အဲ့ဒီအနေထားပေါ်မှာဒါကြီးကဘယ်လိုဖြစ်လာဆိုတော့တစ်ဖက်ကကြည့်တော့လဲတော်လှန်ရေးလုပ်နေတယ်တစ်ဖက်ကကြည့်တော့လဲဒါဟိုနိုင်ငံကြီးကစားကွင်းကြီးဖြစ်နေတာပေါ့เนาะဆိုတော့အခြေအနေတွေကပို့ပြီးတော့ချုပ်ထွေးလာတယ်ဆိုတော့အဲအနေထားမျိုးတွေ့ရတယ်ဆိုတဲ့ခါကျတော့ဆုံးကလိုပုံစံမျိုးပေါ့ဆိုတော့2021လောက်အနေထားမျိုးပြန်သွားကျင်လို့စက်ကောင်စီကလှုပ်ရှားနေတဲ့အပေါ်မှာကောတိုင်းသားလက်ခံ ိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေပေါ့နော်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရောဒီအနေထားကိုလက်ခံမယ်လို့ထင်သလားဆရာလက်မခံနိုင်ပါဘူးလက်မခံနိုင်တာစစ်မှန်တဲ့တိုင်းရင်းသားစစ်မှန်တဲ့ဆိုတော့တို့တိုင်းသားပြည်သူလူထုကိုစားရောဒီမြန်မာနိုင်ငံကြီးဒီ90လုံးမိလောင်နေတဲ့စစ်ကိစ္စတွေရောငင်းချိုင်းမငင်းချိုင်းကိစ္စတွေရော justice တရားမျှတမှုမတမျှတမှုကိစ္စတွေအားလုံးကိုရှင်းဖို့ရအတွက်ကို အဲလုံနေတဲ့ EA ကိုကောင်းဆောင်နေနေတော့ဒါကိုသူတို့ဟိုပါပြစ်မှာမဟုတ်ဘူးနောက်ဆုံးခုပျက်စီးသွားတဲ့မေလ18ရက်နေ့ဒီလုံမဲ့ပျက်စီးသွားတဲ့ EA နဲ့ဒီ DNL နဲ့တရုတ်နဲ့အစီအွေမှာ EA ရဲ့တောင်းဆိုချက်ကိုကျွန်တော်တို့ဒါ Narendra ကသတင်းရနေပြီးတော့ရေးသွားတဲ့ဥစ္စာကျွန်တော်ဖတ်ကြည့်မိတယ်ပြီးခဲ့တဲ့နှစ်လောက်ကလည်းမသိထွက်သွားတာရှိတယ်။ဘာတွေ့လဲဆိုလို့ရှိရင်အဲ့ဒီမှာ EA ရဲ့မူဝါဒရှင်းတယ်။ဒီမြန်မာစစ်တပ်ကနေပြီးတော့ရတပ်ပြည်သူတွေကိုအဲတရခိုင်မှာရှိတဲ့ရတပ်ပြည်သူကိုပြစ်ဒဏ်နေတဲ့ စော်ကားနေတဲ့လုပ်ငန်းတွေအားလုံးတစ်ချက်ရက်စေးရမယ်နှစ်ချက်မြန်မာစစ်တပ်ရခိုင်ပြည်နယ်နေထွက်ရမယ်ဆိုတဲ့ဥစ္စာဒါရှင်းတယ်အဲ့ဒီလိုမျိုးမျိုးကဒါရှင်းရှင်းလင်းလင်းလောက်ကြမှာဖြစ်တယ်အလုပ်လဲလုပ်နေတဲ့ပုံစံတွေ့ရတယ်ကချင်မှာလဲစကန်တစ်ခုပြီးတစ်ခုသိမ့်နေတယ်အဲ့တော့ယီရီယာလုပ်နေတဲ့နေရာတော့ KNU နဲ့ KN2 control လုပ်နေတဲ့နေရာတွေမှာလည်းရှိနေသေးတယ်။ဒါသူတို့ဟိုဘယ်လိုပြောမလဲ ဘာဘာတွေကြောင့်လို့ဖြစ်ကေကေပတ်ကြောင့်လားရွှေကိုကိုကြောင့်လားတန်တရီတို့ရဲ့ဒီဒီအေအေဒီပိုက်ဆံအိဆိုင်ရာကိစ္စတွေကြောင့်လားပုံလိကစီဝါဟေးကြောင့်လားဆိုတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်အဲ့ဒါတွေအခုတဖြည်းဖြည်းနဲ့အေရာတွေကဟိုဒီဒီကျွန်တော်တို့အတန်နဲ့ရောဒီရုပ်တန်နဲ့ထွက်သွားတဲ့ဗီဒီယိုကေကေပတ်ကြောင့်ပြောသွားတာရှိတယ် document တွေနဲ့ရှိတယ်ဆိုတော့လည်းတို့ဆက်လက်ပြီးတော့တို့ပြောထားတယ်လည်းရှိအဲ့တော့ဒါရီကသိကောင်းတယ်အဲ့ဒီဒရင်တွေကသိကောင်းတယ်အဲ့ဒီဒရင်တွေကပြည်သူအတွက်နားလည်ရတယ်သိကောင်းတယ်ဆိုတာအဲ့တော့ဒါမျိုးတွေဖြစ်တယ်ဖြစ်တယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့အကောင်းလာပါလိမ့် နောက်တစ်ခုကအဲ K3C ဒီ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 ကိစ္စတွေမှာလည်းဒါအဲသူတို့လောက်ထားရရှိတယ်ဆိုတော့ကျွန်တော်တို့ကြည့်ရတာတော့နည်းနည်းလေးတော့ပို့ပြီးတော့ရှင်းလင်းဖို့ကလိုအပ်တယ်ရှင်းလင်းဖို့ဆိုတော့အချက်လက်ပေါ့လေအဲ့ဒီသတင်းချက်လက်ရှင်းလင်းနေဆိုလို့ရှိရင်ဒီခုသွားနေလမ်းကကျွန်တော်စာပန်ပြောပြီးလို့မရှုပ်ပါဘူးမရှုပ်ပါဘူးဆိုတာကဒီကေရန်တော်ဟန်ရေးကိုအဲဒီဒီဂဂနနနည်းနည်းရှိုင်းရှိုင်းအဲဒီဘယ်လိုပြောမလဲအ ကိုနေရဘယ်မှာရောက်နေတယ်လဲကိုဘာလောက်နေတယ်လဲဆိုစဉ်းစားပြီးတော့လုံနေတော်လိုင်းကောင်းဆောင်နေနေဒီလမ်းကရှင်းပါတယ်ရှင်းတာပါလေခုပြည်သူလူထုလိုချင်တဲ့ PDF ဂျင်စီလိုချင်တဲ့ဒီစစ်အာဏာရှင်ပပျောက်ရေးအဲ့ဒီစစ်အာဏာရှင်ကိုနောက်ကနေပြီးတော့ကြောတော့နောက်ခံပြူရတဲ့တောက်တိုင်ဒီပပျောက်ရေးကိုဟိုဘက်ကကောင်းနေနိုင်ငံတကာကောင်းနေရညဉ့်ညာရေးပွဲစားတွေမဖြစ်စေချင်တဲ့သဘောရှိတယ်ညဉ့်ညာရေးတမဒီညဉ့်ညာရေးပွဲစားတွေကိုလည်းသူတို့ကိုယ်တိုင်တောက်တိုင် ဖြစ်ကောင်းဖြစ်နေနိုင်တယ်ဖြစ်နေလို့လဲ ဒီစစ်တို့ရလို့ရုပ်သိမ်းမျိုးတင်ထားပြီးတော့သူတို့ရဲ့ပိုက်ဆံအိတ်ကြီးထွားရေးအတွက်လုပ်နေတဲ့စီးပွားရေးကြီးထွားရေးအတွက်လုပ်နေတဲ့သဘောဆောင်တဲ့ speed လုပ်နေတဲ့ပုံစံမျိုးကျွန်တော်တွေ့ရမှာဖြစ်တယ်တွေ့နေရတယ်အဲ့တော့အဲ့ဒီလိုမျိုးဖြစ်မသွားအောင်အဲ့လိုမျိုးဆိုခုနကဒီဒေါက်တာကြီးလည်းရှင်းမခံရအောင်သူတို့ရဲ့ဒီ institution ကြီးလည်းရှင်းမခံရအောင်ရှင်းပြောရှင် technology အရှင်းမခံရအောင်ခုနအခွန်တန်းရှိနေတဲ့ဦးသိန်းစိန်ရဲ့အစိုးရမျိုးတက်လာဖို့ရအတွက်ကိုသူတို့လမ်းဖောက်နေတဲ့ပုံစံရှိတယ် ဒါကကျွန်တော်မယင်မင်းနဲ့ဟိုးတော့လည်းဆွေးနွေးခဲ့ဦးတယ်သူလိုမျိုးတက်လာပြီးလို့ရှိရင်နိုင်ငံတကာကိုရွေးကောက်ပွဲလေးဟစ်လိုက်မယ်ဟလာဒါလော်လေးဟစ်လိုက်မယ်ဆိုလို့ရှိရင်အားလုံးကဒါသူ့နောက်ကိုလိုက်မယ်ဆိုတဲ့သဘောကိုသူတို့လမ်းဆောင်နေတယ်အဲ့တော့ဒါဒီလမ်းကရှင်းအချိန်ဆွဲမယ်ရွေးကောက်ပွဲသွားမယ် dialogue ပေါ်အောင်လုပ်မယ်နိုင်ငံနဲ့ negotiation ပေါ်အောင်လုပ်မယ်အဲ့ဒီကိစ္စကိုကျွန်တော်ဟိုးရက်လည်းမေးခဲ့ဦးပါတယ် NUG ကောင်းဆောင်နေနဲ့ဘာလုပ်မလဲเนาะဒါမယင်မင်းနဲ့ဆွေးနွေးခဲ့ဦးတယ်အဲ့တော့အဲ့ဒီမေးခွန်းကအခုပို့ပြီးတော့ရှင်းလာတယ် ဲ့ဒီမေကွန်းကအရေးကြီးတယ်ဆိုတော့ရှင်းလားအဲ့တော့အဲ့ဒီမေကွန်းကအခုက NUG အတွက်တင်မဟုတ်တော့ဘူး KNU အတွက်လည်းပါလာပြီ EAO ခေါင်းဆောင်တွေအတွက်လည်းပါလာပြီအခုနောက်ဆုံးကြည့်ရတာ AE အနေနဲ့ရှင်းရှင်းလင်းလင်းပြောသွားတဲ့ဥစ္စာတရင်မှတ်နေဆိုလို့ရှိရင်နန်ဂျာရာရဲ့ခေါင်းစဉ်ကတရင်မှတ်နေဆိုလို့ရှိရင်ဒါတို့တို့ကခုနမယင်းမေးတဲ့ EAO ခေါင်းဆောင်တွေနဲ့လဟဒအဖြစ်ခံလဲခံလားဆိုတဲ့ဥစ္စာတော့မဖြစ်နိုင်ဖို့များပါတယ်အဲ့ဆိုသူတို့အနေနဲ့ PDF တင်နေတိုက်ရိုက်ဆွေးနွေးပြီးတော့ လိုကယ်မှာဒီတန်တရာဒီမှာလုပ်နေရတဲ့လူတွေဆိုတော့တို့လည်းနားလည်လိမ့်မယ်ပြည်သူရဲ့အတန်ကိုတို့ကောင်းကောင်းနားလည်လိမ့်အခုချိန်မှာနားမလဲဘူးဆိုတော့ဘယ်ချိန်တို့နားလည်စရာအကြောင်းရှိတော့မလဲနေ့80လုံးစဉ်းစားတိုက်ပြီးတော့ဟလာကိုခြေတော့ကိုခြေတော့ဘယ်မှာရောက်နေတယ်လဲကိုလက်ဘယ်ကိုလှမ်းနေတယ်လဲကိုမျက်လုံးကဘာကိုကြည့်နေတယ်ဆိုတော့မှမသိဘူးဆိုရင်တော့ဒါကျွန်တော်တို့စဉ်းစားကြည့်ပေါ့ဗျာဘယ်လောက်ထိကျွန်တော်တို့ဒီမိုကရေစီရဲ့အဲတို့တို့ဒီတိုင်းသားလူမျိုးတွေရဲ့ပြည်သူတွေအတွက်ဒီမိုကရေစီကဘယ်လောက်ထိရှိန်သွားနိုင်မလဲဆိုတာစဉ်းစားကြည့်ပေါ့ဒါတော့အဲအဲ တလောက်ပဲကျွန်တော်လောစီတော့သုံးသပ်လို့ရတယ်။ကျင်းနိုင်ငံနေပေါ့နော်။ထိုင်းကလည်းအဲစကောင်စီဘက်ကယက်တာရှိတယ်။အိန္ဒိယကလည်းစကောင်စီဘက်ကယက်တာရှိတယ်။ဟာလားဒီတရုတ်ကလည်းဒီသူကြိုးကင်လို့ရတဲ့အစိုးရမျိုးမြန်မာနိုင်ငံမှာရှိကျင်တဲ့အခါကျတော့ဒီစစ်တပ်ကိုပဲသူကလူလာတဲ့သဘောမျိုးကြီးလည်းတွေ့ရတယ်ပေါ့လေ။အဲ့တော့ဒီမိုကရေစီကိုကာကွယ်ပါမယ်ဆိုတဲ့ဒီအနောက်အုပ်စုတွေနဲ့အမေရိကတို့ကိုယ်တိုင်ကလောက်လောက်လာလာထိထိရောက်ရောက်ကူညီနိုင်တာမျိုးတွေလည်းမတွေ့ရတဲ့အပေါ်မှာအခုဆိုလို့ရှိရင်ဒီဒေါအောင်ဆန်းစုကြည်ကိုပြန်ပြီးတော့ထုတ်ကစားလာတယ်ဒီလိုထုတ်ကစားလာတာကလည်း ဒီအာဆီယံမှာပေါ့နော်အခုဆိုစစ်ကောင်စီကိုဖိတ်ကြားခြင်းမခံရတဲ့အနေထားကနေပြီးတော့အခုအာဆီယံနိုင်ငံဟိုအတန်တမန်ရောက်လာတဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ကိုနေရာပြောင်းချွေပြလိုက်ပြီးတော့သူတို့ကအာဆီယံမှာလူရဝင်အောင်ပြန်လုပ်လာတယ်ဆိုတော့အမြင်တွေလည်းရှိပါတယ်ဆရာဒါနဲ့ပတ်သက်ပြီးတော့ရောဆရာတခုခုသုံးသပ်ပေးပါအောင်အဲ့မှာတရုတ်တခုတည်းတည်းမဟုတ်ဘူးဩစတြေးလျနိုင်ငံရဲ့အခန့်ကဏ္ဍစိတ်ဝင်စားဖို့ပေါ့ဒါသူကအနောက်နိုင်ငံလို့ပြောတဲ့ဒီဒီမိုကရေစီကိုကစားပြုတဲ့နိုင်ငံတကနိုင်ငံဖြစ်တယ်အဲနောက်တစ်ချက်ကအမေရိကန်နိုင်ငံရဲ့ CYA entity ပေါ့နော်ဒီဒီမှာ emoji နဲ့ emoji နဲ့ပတ်သက်နေတဲ့ CYA entity ရဲ့အခန့်ကဏ္ဍအာရှိလိမ့်မယ်အဲဆိုလိုချင်တာဘာလဲဆိုလို့ရှိရင်ကမ္ဘောဒီးယားနဲ့ဒီလာအိုနိုင်ငံနဲ့ရင်းနှီးဆုံးနိုင်ငံတွေတဲ့ CYA ရရင်းနှီးဆုံးနိုင်ငံတွေကြီးမယ်ဆိုလို့ရှိရင် Australia နိုင်ငံဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင် Australia နိုင်ငံကဒီဒီလာအိုနဲ့ဥပုံရာဇဌာနီလို့ပြောတဲ့ဒီပြည်နယ်နဲ့အဲမက်ခေါင်မြစ်ကိုဖြတ်ဖွဲ့ရအတွက် တရားကိုဆောက်ပေးကြတာ1992ခုနှစ်လောက်ကနေပြီးတော့94 92နဲ့တူပါတယ်အဲ92အဲ့အချိန်ကာလောက်ကဆောက်ပြီးတော့အာ friendship bridge ဆိုပြီးတော့တငယ်ချင်းများအတွက်ဆောက်ပြီးတဲ့တရားပါဆိုတာ Australia funding လောက်သွားတယ်ဖြစ်တယ်အဲ့ဒီတရားဆောက်ဖွဲ့အတွက်ကိုဒီ Australia funding လောက်ပြီးတဲ့အခါမှာ Lao က Australia ကိုပေးလိုက်တယ်လို့ဆိုလို့ရှိရင် Australia company တခုကနေပြီးတော့အရှိတောင်အရှာမှာအကြီးမားဆုံးရေကတာကြီးဆောက်ဖွဲ့အတွက်ကိုလာဝနိုင်ငံက Australia နိုင်ငံကို ်ဘာသာပေးလိုက်တယ်ပေးလိုက်တော့အော်စတြေးလျနိုင်ငံကအဲ့မှာနမ်သွန်2လို့ခေါ်တဲ့နမ်သွန်မြစ်ရဲ့ဒီဒီမြစ်ကြီးရဲ့ဒီရေကတာနှစ်ကိုသူတို့ဆောက်ခွင့်ပေးလိုက်တယ်အဲ့တော့ရေကတာနှစ်ဆောက်ခွင့်ပေးလိုက်တာဒါအရှိတောင်ရှာမှာအကြီးဆုံးကြီးလိုက်တဲ့ခါကျတော့အဲ့ဒီရေကတာကဘယ်မှာရှိတယ်လဲဆိုတော့ Khmer Province ဒီလောင်နိုင်ငံရဲ့အလယ်ထဲမှာရှိတဲ့ပြည်နယ်ထဲမှာဒီကောင်ရှိတယ်အဲ့ဒီရေကတာရှိဆိုလိုတာကအဲ့ဒီအဲအဲဒီဟိုရှိတယ်နောက်တစ်ခုကကမ်ဘောဒီးယားနဲ့အော်စတြေးလျနဲ့စီဝေးဆိုင်ရာ အဲရင်းနှီးမှုလည်းရှိတယ်တရုတ်ကမဟုတ်ဘူးအဲ့တော့ရှိတော့ notice ကမြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်2017 2010 2008နောက်ပိုင်းပေါ့ဗျာပြောလို့ရှိရင်ဒီနောက်ပိုင်းမှာတွန်းတွန်းကြွယ်ကြွယ်လောက်လာတဲ့ဒီဒီတတ်ထူရင်းဆိုင်ရာသူတည်တနာတွေကိုလောက်ထားတဲ့ paper တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဝါနဲ့ရှမ်းမြောက်ခုဒီကျိုင်းတုံဒေတာကာလာပေါ့ဗျာမြောက်မြောက်ဒေတာမြောက်ပိုင်းတွေအကုန်လုံးမှာဒီတင်းတတ်ထူကမ္ဘာမှာအကြီးမားဆုံးထွက်တဲ့နေရာဆိုတာကိုကျွန်တော်တွေ့ထားတယ်တွေ့ထားတော့ Yunnan Tin Company က တရုတ်ကုမ္ပဏီဖြစ်တယ်အဲ့ဒီကောင်ကကမ္ဘာမှာဒါ number 1ကုမ္ပဏီပဲဒီတင်းသတ္ထုကို supply လုပ်တဲ့ကုမ္ပဏီဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာမလုပ်တယ်လဲဆိုလို့ရှင် policy ရက Australia နိုင်ငံအနေနဲ့အဲ့ဒီ contract တွေကိုရချင်တင်းသတ္ထုတွေကိုရချင်တယ်အဲ့တော့ဝါနဲ့တရုတ်နဲ့ကင်းသွားပြီးတော့ Australia ဝင်ပြီးတော့သူကဒါအနောက်တိုင်း democracy ကဝင်ပြီးတော့စီးပွားရေးတို့လုပ်မယ်ပေါ့လေပြောဆိုလို့ဒါအမျက်ထုတ်မယ်ပေါ့အဲ့တော့ရှင်းရှင်းပြောလို့ရှင်အခု Bishop ကို Dr. Bishop ကိုခန့်ထားတာလဲဒါတွေကိုချိန်ထားတဲ့သဘောရှိတယ်အဲ့တော့ Australia နိုင်ငံသားတွေဘာကြောင့်မြန်မာနိုင်ငံတွန်းမှာ ဒီဒီမိုကရေစီကာလမှာလည်းဝင်ပြီးတော့ဟာထည့်လဲခွင့်ရတယ်ဟာဒီဗိုက်ဇာစီဝိုင်းဗိုက်ဇာဘာညာလဲဒါမျိုးရှိတယ်အဲ့တော့အဲ့ဒါတွေလောက်ထားတာတွေကအလကားလောက်ထားတာမဟုတ်မြန်မာနိုင်ငံသားတွေအနေနဲ့သတင်းတောက်တင်နေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ပညာဓာတ်တွေပါလို့ပြောရတဲ့ဒီဒီသေချာစဉ်းစားလုပ်နေတဲ့လူတွေအနေနဲ့ဒါတွေကိုစဉ်းစားနိုင်ရအဲ့တော့ဒီ권ကိုအခုချထားတာကဒီ2669권နဲ့ ASEAN Centrality နဲ့권ကိုချထားတာတရုတ်ကခုတည်းနဲ့မဟုတ်ဘူးဩစတြေးလျပါတယ် အမေရိကန်ကမိုးကြီးနဲ့ပတ်သက်တဲ့ Hill Barton တို့ခုန Chevron တို့ဂျန်နက်ကုမ္ပဏီ၃ခုရှိပါတယ်မေကျွန်တော်ကုမ္ပဏီနာမည်မေ့တယ်2023 February လအထိ Justice for Myanmar ကတင်ထားတဲ့ statement တခုကျွန်တော်ဖတ်ခဲ့ဘူးလားရှိတယ်အဲ့တော့ဘာလဲဆိုလို့ရှိရင် American ကုမ္ပဏီတချို့ကတချို့က2023ခုနှစ်ထဲအထိဒီမြန်မာစီးပွားရေးသမားတွေနဲ့လုတ်ပြီးတော့ရန်ကုန်မှာရုံးရှိပြီးတော့လုတ်နေတယ်ဆိုတာလဲဒါ American နိုင်ငံက မှာရှိနေတဲ့ entity တခုပေါ့လေဒါဒါအမေရိကန်နိုင်ငံက democracy ဆိုဆွေးရနဲ့ private နဲ့သူတို့ခွဲခြားပြီးတော့လုတ်ရှင်နဲ့လုတ်လို့တော့မရဘူးဒီ private company နဲ့သူတို့ထောင်ချခြင်းလို့ဆွဲခြင်းလို့ဆွဲလို့မရမရတဲ့ခါကျတော့ရှိတယ်အဲ့တော့ဆိုလိုချင်တာအဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့ဒီ company တွေနဲ့ဒါအမေရိကန်နိုင်ငံသားနဲ့မြန်မာနိုင်ငံ crony နန်းနန်းနဲ့ဘယ်သူတွေတဲ့ကြတယ်လေဘယ်သူတွေကဆက်နေကြတယ်လဲဆိုတော့ကျွန်တော်တို့သတင်းတောက်တွေကပြည်သူကိုချပြတဲ့လူတွေလည်းကျွန်တော်မတွေ့ရဘူး just for မြန်မာတော့ဒါအကောင်းဆုံးလုပ်နေတဲ့အဖွဲ့လို့ကျွန်တော်တို့ဒါတုံးသက်ကြည့်လို့ရတယ်သူတို့ဒီဒီ challenge တွေကိုပေါ်ပြနေတယ် နောက်တစ်ချက်ကမြန်မာနိုင်ငံရဲ့စစ်တပ်ရဲ့စေဝါကိစ္စကျမကြီးတို့တို့စစ်တပ်ရဲ့ကျမကြီးပေါ့ဗျာဆိုတော့ခုနကတို့ရဲ့ထိတ်တန်းကောင်းဆောင်တွေရောတို့သားသမီးကျမကြီးတို့ရဲ့စေဝါကိစ္စကအမေကန်စေဝါတွေကိုတွန်းနေဆိုတာအများဆုံးကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီသတိသနာလုပ်နေတဲ့ data တွေကတွေ့ရတယ်အဲ့တော့အဲ့ဒီစေဝါကိုအမေကန်နေပြီးမြန်မာနိုင်ငံရန်ကုန်ကြီးဒီခုလိုမျိုးစော်ကားနေတဲ့ချိန်စစ်တပ်ကစော်ကားနေတဲ့ချိန်မှာရောက်အောင်လုပ်နိုင်တဲ့ကုမ္ပဏီကဘယ်ကုမ္ပဏီလဲကျွန်တော်တို့လေ့လာမှဖြစ်တယ်လေ့လာရဆိုလို့ရှိရင်မြန်မာခရိုမနီတွေကဘယ်သူကင်ထားတာလဲ ဒါမှမဟုတ်ခုနကသူ့သားကိုယ်တိုင်ဒီဒီမလာရဲ့သားကိုယ်တိုင်အဲ့ဆေးနဲ့ပတ်သက်ပြီးတော့ငကူကလောက်ခဲ့တယ်ဆိုတာလည်းသတင်းတွေမှာဟိုဟိုဟိုတွေ့ဒီတွေ့ကျွန်တော်ဖတ်ခဲ့ဘူးလေအဲ့တော့သူ့သားကုမ္ပဏီကရောအမေရိကန်မှာရှိတဲ့ဒီလာပြီးတော့အစီဝိုင်းလုပ်နေတဲ့ချုပ်မြန်မာတခုရှိလိမ့်မယ်ချုပ်ရှိမယ်ဒါအဲ့ဒီချုပ်ကဒါခရိုနီနဲ့ဆက်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 ကောင်ဆက်ဆက်အဲ့တော့အဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့ဆေးဝါးကုမ္ပဏီကဘယ်သူလဲဒါတွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်အဲ့လိုမျိုးကြီးမာတာလည်းခုနကဒီကွင်းရဲ့အမေရိကရဲ့အခန်းကဏ္ဍကလည်းစကားလောက်ပဲပြောထားပြီးတော့ NDAA ဟလာ 2001 2002အဲ့ဒါလည်းရှင်းလို့ရှင်းဒီယုတ်ကူနဲ့ရုရှားကိုကြီးပေါ်ရတဲ့ထုတ်ထားတဲ့ငွေတွေအဲခုနနောက်ပြောလို့ရှင်းတော့ကအများကြီးပါပဲဆိုတော့အဲ့လိုမျိုးကြီးမယ်ဆိုလို့ရှိရင်ရှင်းပါတယ်။ဘာကြောင့်အခုနေပြီးတော့သွားပြီးတော့ဒေါ်ဆုနဲ့မီတင်တွေ့ကျင်တာလဲဟလာအာဆီယံစင်ထရတီနဲ့တရုတ်နဲ့ခုနဩစတြေးလျနဲ့အမေရိကန်နဲ့ညို့ပြောရလို့ရှင်းတော့မြန်မာနိုင်ငံတွင်းမှာရှိတဲ့တော်လှန်ရေးဟာမြန်မာပြည်သူတွေရဲ့လက်ထက်မှာရှိတယ်။အဲမြန်မာဂျင်စီလူငယ်တွေရဲ့လက်ထက်မှာရှိတယ်။အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းနဲ့သူတို့က နိုင်ငံတကာကိုသူက export လုပ်ချင်တယ်ဆင်ဆင်ပါစီကဒီဒေါ်လာကြီးကို export လုပ်ပြီးတော့နိုင်ငံတကာရှင်းပေးရမယ်ဆိုတဲ့ပုံဘောင်းကိုသူတို့ဖမ်းချင်တယ်အဲရှင်းပေးလို့ရလို့မြန်မာနိုင်ငံကြီးတည်ရင်တော့ပါဆိုတော့သူတို့လုပ်ချင်တယ်အဲ့ဒါဆိုရင်ပြောချင်တယ်တဖြည်းနဲ့အထဲမှာလဲခွဲမယ်အပြင်မှာလဲတွဲပြီးတော့သူတို့ကဆွဲမယ်အဲ့ဒီသဘောကိုသွားတဲ့သွားတယ်လို့ဒေါ်လာကြီးကောင်းဆောင်နေနဲ့မြင်တယ်ဆိုလို့ရှိရင်သူတို့လုပ်เสียရှိတာကိုမလုပ်ရမလဲဆိုတော့စဉ်းစားနိုင်ရမှာဖြစ်ပါတယ်